ကျွန်တော်ဟာမိတ္တလာမြို့နယ်တောင်လဲအလဲရွာကြီးရွာအုပ်စုစေကုန်းဆိုတဲ့ရွာလေးမှာ1942ခုနှစ်မှာဝေးဖွားခဲ့ပါတယ်။ဖခင်ကမူလာတန်းကျောင်းကိုဥလာထွန်းဖြစ်ပြီးမိခင်ကဒေါက်ခင်စုပါ။1948ခုနှစ်မှာကျွန်တော်ဟာချုပ်နှစ်သားအရွယ်ဖြစ်နေပါပြီ။မူလာတန်းကျောင်းဆက်တက်နေတဲ့အချိန်မှာအခုကျွန်တော်ပြောချင်တဲ့ဇာတ်လမ်းကအဲ့ဒီအရွယ်မှာကျုံခဲ့တာပါ။အဖေကလာကုန်ရက်မှာမိတ္တလာမြို့ပညာအုပ်ရုံးမှာတွားပြီးလာကထုတ်ရပါတယ်။လာကထုတ်ပြီးရွာပြန်လာတဲ့အခါကျတော့ ယောဂခောက်ဆွဲကြောကိမ့်မုံစတဲ့စားကောင်းတပ်ဖွဲ့တွေဝေလာလေးရှိပါတယ်။ဘေးဟာစားပေးဝဒနာပါသူဖြစ်တော့စားကောင်းတပ်ဖွဲ့တွေနဲ့အတူအဲ့ဒီခေတ်ကထွက်တဲ့ဝိတုစာအုပ်မဂဇင်းအချို့ကိုလည်းဝေလာလေးရှိပါတယ်။ကျွန်တော်ကပထမတန်းကျောင်းသားဆိုတော့စာချောအောင်မဖတ်သေးပါဘူး။ဒါပေမဲ့သိကျင်စေရှိလို့ဖတ်ချင်ပေမယ်။အဖေဝေလာတဲ့ဝိတုစာအုပ်တွေကိုမဖတ်နိုင်ပါဘူး။မဂဇင်းတွေကိုတော့လှန်လှော်ပြီးအယုတ်ကြည့်ပါတယ်။အဖေဝလာလေးရှိတဲ့မဂဇင်းကတော့ ရှုမှုဝမဂဇင်းဖြစ်ပါတယ်။ရှုမှုဝမဂဇင်းဟာညနေဖုန်းမှာလပ်ပတဲ့မင်းကလေးပုံပကြီးနဲ့ထုတ်ဝေလေးရှိပါတယ်။ညသောအဖြစ်ပကြီးစရာဥကိုလေးရဲ့လက်ရာလေးဖြစ်ပြီးကျွန်တော်စိတ်ဝင်စားပါတယ်။တလားမှာရှုမှုဝမဂဇင်းကိုလှမ်းလျောကြည့်တဲ့အခါကျွန်တော်စိတ်ဝင်စားတဲ့ကဏ္ဍတစ်ခုကိုတွေ့ရတယ်။အဲ့ဒါကတော့ကာတွန်းကဏ္ဍပါ။အဲ့ဒီကာတွန်းကဏ္ဍမှာဇလန်းတစ်ပုဒ်တွေ့ရပါတယ်။အဲ့ဒီဇလန်းထဲမှာဇက်ကောင်လေးတစ်ယောက်ကကျွန်တော်နဲ့ကြွယ်တူကျွန်တော်လိုပဲ ရောင်ပေစုနဲ့ကောင်းလေးတယောက်သူနဲ့အတူဘဘူးစီယာတယောက်တို့ကိုတွေ့ရပါတယ်ဇလန်ကောင်းစင်ကိုတော့ကျွန်တော်ဖတ်နိုင်ပါတယ်ဗာကြီးအောင်ညာတယ်နှစ်မျက်နှာသုံးမျက်နှာလောက်ရှိတဲ့ကတ်တွန်းဇလန်မှာစကားပြောတာတွေစသားတွေပါပါတယ်ကျွန်တော်အတိတ်ပဲမဖတ်တတ်ပါဘူးအားကြောင့်အဖေကိုဖတ်ခါရပါတယ်အဲ့ဒီဇလန်ဟာတလနဲ့ဇလန်ပြတ်မသွားပါဘူးနောက်ထပ်နှစ်လဆက်ဖက်မှဇလန်ပြီးသွားတာပါဇလန်ကဒီလိုပါကောင်းလေးနာမည်ကမောင်ခွေးဘဘူးစီယာကြီးနာမည်ကဗာကြီးအောင်ဖြစ်ပါတယ် ာကြီးအောင်ကရုပ်ကလစ်တရုပ်ကိုပဟုထုနေတာပါ မောင်ခွေးလေးကဘာကြီးအောင်ကိုမေးတဲ့အခါဘာကြီးအောင်ကနသမီးကိုရအောင် ထုနေတဲ့အကြောင်းပြောပါတယ်မောင်ခွေးလေးကသူ့လိုချင်ပါတယ်လို့ဘာကြီးအောင်ကိုပြောပါတယ်ဘာကြီးအောင်က လွယ်လွယ်ပဲမင်းဒီပြပုရုပ်ကိုလိုချင်ရင်ပတ်စံတစ်ချက်နဲ့ရောက်မယ်လို့ပြောလိုက်ပါတယ်အဲ့ဒီခေတ်ကဘူဂျိုအောင်ဆန်းခေါင်းဆောင်ပြီးလွတ်လပ်ရေးကြိုးပမ်းနေတဲ့ကာလဖြစ်ပြီးစစ်ပီးစာမြန်မာပြည်ပြောက်တဲ့အင်္ဂလိပ်အစိုးရကအုပ်ချုပ်နေတဲ့ကာလဖြစ်ပါတယ်တုံးတဲ့ငွေကြေးစနစ်ကလည်း အခုခေတ်လိုတက်ပြားမဟုတ်သေးပါဘူးတပြားတပဲတမှုတမက်ငါးမှုရချက်နဲ့စတဲ့ငွေကြေးစနစ်ပါမောင်ခွေးလေးကိုသူ့အမေကဒီနေ့ကိုမဘိုးတပြားပေးပါတယ်မောင်ခွေးလေးကစဉ်းစားပါတယ်တချက်မှာ64ပြားရှိတော့သူ64ရဲ့ပုံမစားပဲဆိုမယ်ဒါဆိုရင်ဘာကြီးအောင်ရဲ့ရုပ်ကလေးဝယ်လို့ရပြီဒါကြောင့်သူဟာမုံမစားပဲပတ်စံစုမယ်လို့ဆုတ်ဖြတ်ပြီးဘာကြီးအောင်ကိုအဲ့ဒီရုပ်ကလေးကျွန်တော်ဝယ်မယ်ဒီနေ့တပြားစုရမှာမို့လို့ 64ရဲ့စုမှတကြက်ရမှာပါ။ဒါကြောင့်တကြက်ပြည့်ရင်ကျွန်တော်ပေးပါ။ကျွန်တော်ဝယ်ပါမယ်လို့ပြောတော့ဘာကြီးအောင်ကလည်းကောင်းပြီဆိုတဲ့အတွက် မောင်ခွေးလေးကပတ်စံဆဆူပါတော့တယ်။မောင်ခွေးလေးကဘာကြီးအောင်ထုတဲ့အရက်ကလေးကိုလိုချင်စောနဲ့နေတိုင်းလို့လို့ဘာကြီးအောင်ပပုထုတာကိုလာကြည့်လေရှိပါတယ်။တနေ့တခြားရုပ်လုံးလေးပေါ်လာတာကိုလည်းမောင်ခွေးလေးကကြည်ရင်သဘောကျရင်ပေါ့။မောင်ခွေးလေးပတ်စံဆူတာပြား90ကျော်လာပါပြီ။ဘာကြီးအောင်ရဲ့ပပုချုပ်ကလေးကလည်းပြည်ပြင်းလာပါပြီ။ မောင်ခွေးလေးကလည်းသူ့လိုပါပြည့်တော့မှမဟုတ်လို့ဝမ်းသာနေပါတယ်။ဒါပေမဲ့ဒီနေ့တော့ညို့ဘော်ကအရာရှိကြီးတယောက်ကသူ့ရွာကိုနေလက်ရောက်ရှိလာပါတယ်။ရောက်ရှိလာရင်လည်းဘဘူးဆရာကြီးထုထားတဲ့နေသမီးရုပ်ကလေးကိုမြင်သွားပါတယ်။အဲ့ဒီနေသမီးရုပ်ကိုရုပ်ပိုင်ကြီးကလိုချင်နေသလိုဘာကြီးအောင်ကနေသမီးရုပ်ကလေးကိုချော့ကန်ပြီးပေးလိုက်ပါတယ်။အဲ့ဒီလိုပေးလိုက်တဲ့အခါပတ်စံရလာမရလားကျွန်တော်မှမမိတော့ပါဘူး။ညနေပိုင်းအဲ့ဒီတွေပြန်သွားလို့မောင်ခွေးလေးရောက်လာတဲ့အခါ ဘာကြီးအောင်ထုတ်ထားတဲ့နှသမီးရုပ်လေးမရှိတော့တဲ့အကြောင်းသိလိုက်ရပါတယ်။ဘာကြီးအောင်ကတော့ကလေးကိုလောလောကူကူပေးထားခဲ့တဲ့ကလေးကိုမေ့သွားပြီးပေးလိုက်ဟန်တူပါတယ်။မောင်ခွေးလေးဝမ်းနဲ့ပက်လက်ဖြစ်သွားပြီးအိမ်ပြန်သွားပါတယ်။နောက်နေ့ကစပြီးတော့မောင်ခွေးလေးဟာဝမ်းနဲ့ကြည်ခွေတဲ့စိတ်ကြောင့်မစားနိုင်မဲအိမ်နဲ့ဖြစ်သွားပြီးအိယာပေါ်မှာလဲသွားပါတယ်။ပြန်မထတော့ပါဘူး။နောက်ရက်အနေငယ်ကြာမှာတော့မောင်ခွေးလေးဟာကွယ်လွန်သွားပါတယ်။မကွယ်လွန်မီမှာတော့မောင်ခွေးလေးကဘာကြီးအောင်ညာတယ်။ ။ဘာကြီးအောင်ညာတယ်ဆိုတဲ့စကားတွေကိုတူတူယူခြင်းနဲ့အသက်ကုန်သွားပါတယ်။အဖေကအဲ့ဒီဇလန်းကိုသုံးလလုံးလုံးကျွန်တော်ကိုစိတ်ရှိလက်ရှိဖျက်ပြပါတယ်။နောက်ဆုံးခံရောက်တဲ့အခါကျွန်တော်ကိုယ်တိုင်ကလည်းဝမ်းနေတဲ့စိတ်နဲ့မျက်ရည်တွေတွေ့တွေ့ကြလာပါတယ်။အဖေကမြင်တော့အံ့ဩလို့ပေါ့။အဖေကပြောပါသေးတယ်။ဒါရဲ့ဒါကစိတ်ကူးရင်ဇလန်းလေကွာ။တကယ်အဖြစ်ပြမှာမဟုတ်ဖက်နဲ့ဆိုပေမဲ့ကျွန်တော်ကတော့မျက်ရည်မထိနိုင်ခဲ့ပါဘူး။ဇလန်းကိုဖန်တီးသူဆရာမင်းတူဝင်ကိုရော ဇလန်းကိုပုံဖော်တဲ့ပကြီးကတ်တုံးဆရာဥပကြီးကိုပါဆွဆွမြမြမှတ်မိနေပါတယ်။အသက်ကြီးလာတဲ့အခါမှာလည်းအဲ့ဒီနာမည်နဲ့တချင်းတစ်ပုတ်ပေါ်လာတာကိုလည်းကျွန်တော်သိနေပါတယ်။ဒီလိုနဲ့ကျွန်တော်ဟာဘဝတန်တရာမှာကျင်လည်ရင်းဆရာမင်းတူဝင်ရဲ့ကြတာတွေနဲ့ပိုရင်းနေလာပါတယ်။ဆရာကြီးဟာတက္ကသိုလ်မှာမြန်မာစာဆရာလုံးရင်းအင်္ဂလန်နိုင်ငံအော့စဖို့တက္ကသိုလ်မှာပညာသင်ကြားခဲ့တဲ့အကြောင်းဗာကြီးအောင်ညာတဲ့ဆိုတဲ့ဇလန်းပေါ်လာတော့နောက်ကဇလန်းတွေကိုလည်းအစ်င့်ကြားခဲ့ရပါတယ်။မမမှန်တော့မသိပါဘူး။ ကျွန်တော်အထက်တန်းပညာသင်ပြီးတော့တထဲကိုရောက်တက်ကထွက်ခဲ့ပြီးတော့စီဝိုင်းသမားလို့စီဝိုင်းသမားဘွားကနေနိုင်ငံရေးရရင်ကြောတဲ့မျိုးပါခဲ့တယ်1999ခုနှစ်ရွေးကောက်ပွဲလို့တော့ကျွန်တော်ထောင်ထဲမှာပါအဲ့ဒီရွေးကောက်ပွဲမှာဆရာကြီးမင်းသူဝင်ဟာမြို့သားဒီမိုကရေစီအဖွဲ့ချုပ် LND အဖွဲ့ကိုစားပြုပြီးမြို့နယ်တစ်ခုမှာအရွေးခံရတယ်ဆိုတာထောင်ထဲကနေကြားမိတာဝမ်းသာပါတယ်ဒါပေမဲ့နာဝတအစိုးရကကတိမတီပဲအာဏာမလွှဲခဲ့လို့ဆန္ဒပြလှုပ်ရှားမှုတွေပေါ်လာတဲ့အခါ ရွေးချယ်ကံကိုယ်စားလှယ်များကိုယာနဲ့ချပြီးအဖမ်းခံရပါတယ်။ကျန်တဲ့ကိုယ်စားလှယ်များကိုတော့ဖိအားပေးပြီးထွက်ခိုင်းတဲ့အခါမှာဆရာကြီးမင်းသူဝင်လည်းပါသွားခဲ့ပါတယ်။ဒါတွေကကျွန်တော်ထောင်ထဲမှာကြားရတဲ့သတင်းတွေပါ။1995ခုနှစ်မှာကျွန်တော်ထောင်ကလွတ်တော့အကျယ်ကျုပ်ကလွတ်လာတဲ့ဒေါအောင်ဆန်းစုကြည်ရဲ့ရုံးမှာလှူအားပေးခဲ့ပါတယ်။အဲ့ဒီလိုလှူအားပေးရင်းနဲ့ဒေါအောင်ဆန်းစုကြည်စီကိုလာတဲ့ဧည့်သည်တွေလူကြီးလူငယ်ဖွဲ့အစည်းနိုင်ငံခြားသားများနဲ့တန်တမာများကိုလောဆုနဲ့တွဲဆောင်စကားပြောနိုင်အောင် ကျွန်တော်စီစဉ်ပေးရပါတယ်။အဲ့ဒီလိုစီစဉ်ပေးခဲ့တဲ့သူတွေထဲမှာဆရာကြီးမင်းတဝင်းလည်းပါပါတယ်။ဆရာကြီးကအရက်ထောင်ထောင်ပေါင်းအသားညွန်ညွန်နဲ့မူညီတဲ့ရုပ်လက္ခဏာရှိပါတယ်။သူသားယခုတမနာဟောင်းကိုထင်းကျော်နဲ့လည်းလူချင်းဆင်ပါတယ်။ကျွန်တော်ကကုမ္ပဏီဘက်ကတင်ကြချက်တွေကိုစက်မှုတင်နဲ့ဆွနေတဲ့အခါကိုထင်းကျော်ကစီမံဘဏ္ဍာဝန်ကြီးဌာနကိုစားလာဆွေးနွေးတဲ့အတွက်တိကျွမ်းခင်မင်ခဲ့ရတာပါ။နောက်ပိုင်းသူရောသူစနီးဒေါ်ဆုစုလွင်ပါ ဒေါ်ဆန်းစုကြည်ရဲ့အတွင်းစီကိုရောက်လာတဲ့အခါပိုပြီးခင်မင်းရင်းနှီးလာခဲ့ပါတယ်။ဆရာကြီးမင်းတူဝင်းနဲ့ဒေါ်ဆန်းစုကြည်စကားပြောတဲ့အခါမှာကျွန်တော်အနားမှာမရှိပါဘူး။ဆရာကြီးနဲ့ဒေါ်ဆုစကားပြောတဲ့နေရာဟာဒေါ်ဆုရဲ့အင်အောက်ထက်နောက်ဘက်ကန်အဲ့ဒီတုန်းကချမင်းစားကန်လှုပ်ထားတဲ့နေရာမှာနှစ်ယောက်တည်းစကားပြောနေကြတာပါ။ခဏနေတော့ကျွန်တော်ကိုဒေါ်ဆုကခေါ်ပါတယ်။သူတို့စကားပြောတဲ့ထမင်းစားပွဲမှာဝန်ထိုင်ခိုင်းပြီးကျွန်တော်ကိုဆရာကြီးနဲ့မိတ်ဆက်ပေးပါတယ်။ဒေါ်ဆုရှင်းဖို့ဆရာကြီးကို ကားရှိရှိဝေးဝေးပြောပြပါဘူး။ဒါပေမဲ့စိတ်ထဲမှာတော့ကျွန်တော်ငယ်စဉ်ကဖက်ခဲ့ရတဲ့ဗာကြီးအောင်ညာတဲ့ဆိုတဲ့ဇာတ်လမ်းကြောင့်ကျွန်တော်၆နှစ်သားနဲ့ညရှိကြခဲ့မှုတဲ့အကြောင်းပြောချင်နေခဲ့ပါတယ်။ဒါပေမဲ့မပြောပြခဲ့ပါဘူး။ကျွန်တော်တို့၃ယောက်စကားပြောရင်းနဲ့ဒေါ်စုကကျွန်တော်ကိုဆက်ရက်တွေ့ရထုတ်ပြလိုက်ပါတယ်။ဇာကဒေါ်စန်းစုကြည်ကိုလိတ်မှုပြီးတော့ဆရာကြီးမင်းသူဝင် လက်မှတ်ထိုးထားပါတယ်။ဇာကတူတူလေးပါ။အเจ้าညာကတော့တူတူတင်ပြရရင်ကျွန်တော်အား မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်အဖြစ်ကြံလည်လက်ခံပါရန်လို့သဘောပါတယ်စာပါအဲ့ဒီစာနဲ့ပတ်သက်လို့ဒေါ်စုဘလို့ခန်းစားလဲတော့မသိပါဘူးကျွန်တော်ကတော့ဝမ်တာပီတီဖြစ်မိပါတယ်နောက်ပိုင်းတော့ဒေါ်စုဟာဆရာကြီးမင်းသူဝင်ဦးကြည်မောင်ရန်ကုန်တက္ကသိုလ်ပမုခချုပ်ဟောင်းဒေါက်တာတလားထုတ်ကိုဖိတ်ကြပြီးလူကြီးစကဝိုင်းကျင်းပလဲရှိပါတယ်သူတို့ပြောတဲ့စကားတွေဟာကြားရတဲ့သူတွေအတွက်အင်မတန်တန်ဖိုးရှိတဲ့စကားတွေပါအဲ့ဒီကစကဝိုင်းတွေကိုဒေါ်စုအလွန်သဘောကျပါတယ် 1996ခုနှစ်မေလမှာကျွန်တော်ထက်အဖမ်းခံရပြန်ပါတယ်ဒီတခါတော့14နှစ်ပါထောင်ထဲကိုရောက်သွားတဲ့အခါကျတော့ပြင်ပနဲ့ဆက်သွယ်ပြတ်သွားပါတယ်ထောင်ထဲမှာနေစင်ပါပဲဆရာကြီးမိတို့ဝင်ကွယ်လွန်သွားခဲ့အကြောင်းဝမ်းနဲ့စွာကြားလိုက်ရပါတယ်ဆရာကြီးဟာတရှိထင်စားရှိနေစဉ်ကအကုသို့နီးစွာနဲ့ဘဝကိုဖြတ်တန်းခဲ့သူဖြစ်တဲ့အတွက်ဆရာကြီးမိတို့ဝင် ကောင်းရာသူကိလာမှာပဲလို့ယုံကြည်မိပါတယ်ကျွန်တော်ငငယ်က ဖိုးတွေဖွားတွေဖျားရှိကိုရင်ရွတ်ဆိုတဲ့ကရတာပုတ်ကိုကျွန်တော်နားရည်ဝါနေခဲ့ပါတယ်။အောင်တရာရှိချက်တန်ခါဆက်လာယံဝင်းလျက်ရှင်ပိစကဗုဒ္ဓဆက်ညမတောင်ဦးမကကျူးလျက်မိပါဆက်ဂုံကျေးစုကိုအထူးတည်လျက်ဆရာဆက်စတဲ့ကရတာဖြစ်ပါတယ်။လူကိုမကောင်းဆိုးဝါးတွေဒုက္ခမပေးနိုင်အောင်ရွတ်တဲ့အန်ဟေကင်းကတာပါ။ဖျားဟောမဟုတ်တော့လဲကျွမ်းကျင်နားလေတဲ့ရဟန္တာတစ်ပါးကစစ်စင်ခဲ့တဲ့ကတာဖြစ်နိုင်ပါတယ်။ကျွန်တော်ကတော့ ိုတွေ့ဖြစ်ရကလေးတခုမှအသက်ဘေးကတည်တည်ကလေးလုတ်ခဲ့တဲ့အတွက်ကြောင့်အဲ့ဒီချက်ကိုကောင်းကောင်းဆွေးမြေ့နေတာပါကျွန်တော်အရာရှိဖြစ်ကားစားပါအဲ့ဒီနေ့နည်းနည်းဆော့ဆော့မှရွာတရွာကိုတည်င်းအရာတောရောက်ရှင်းလင်းဖို့စစ်လို့ချင်းခင်ရပါတယ်ရွာနာရောက်တော့တက်စိတ်နှစ်စိတ်ကို ရှေ့ဝဲပိုင်းနဲ့ညာဘက်ဖြန့်ပြီးချီတက်စီခဲ့ပါတယ်ကျွန်တော်တို့ခေတုံးကတက်စိတ်တစ်စိတ်မှာဆယ်ယောက်စီရှိပြီတော့သူတို့ဟာတယောက်နဲ့တယောက်၄၅ပြည့်အကွာကရေမောင်တန်းပြီးချီတက်စီပါတယ် က်စိတ်တစိမ့်နဲ့တစိမ့်ဂိုင်း20ကန့်กว่าပါတယ်ကျွန်တော်တက်ချက်ကြီးနဲ့ရဲဘော်တချို့ဟာကျွန်တော်နောက်ကတန်းပြီးပါလာပါတယ်ကျန်တဲ့အရန်တက်စိတ်ကတော့ကျွန်တော်တို့နောက်ကတဒန်းတဲလိုက်လာခဲ့တာပါကျွန်တော်တို့အနားရောက်မှသိရတာက ရှစ်ကတက်စိတ်နှစ်စိတ်စလုံးဖြတ်သွားတော့သူတို့ကြားထဲကရေးအိုက်ငက်တခုမှကျွဲတကောင်ကရေးစိန်နေပါတယ်ကျွဲကသူ့နားကရဲဘော်20လောက်ဖြတ်ကျော်သွားတာကိုပြီးမှသိတဲ့အခါမှာရုံကနေထလိုက်ပါတယ် တနက်နဲ့ရဲဘော်တွေကိုမြင်တော့ဘယ်ကိုသွားရမလဲဆိုတဲ့သဘောမျိုးနဲ့ခေါင်းကိုရမ်းနေပါတယ်။သူ့ရဲ့ဘဲဘဲနဲ့ညာဘက်မှာရဲဘော်တွေရှိလို့အပြေးသာတော့ဘူးလို့ဆုံးဖြတ်လိုက်ရတူပါတယ်။အလေကလူအနေစုကိုခေါင်းဆောင်လာတဲ့ကျွန်တော်စီကိုကြည်လာပါတော့တယ်။အဲ့ဒီလိုလေလာရောရဲဘော်တို့ချို့ရဲ့အော်တန်တွေငေါငန်းတန်တွေကိုလည်းကြားလိုက်ရပါတယ်။အဲ့ဒီမှာကျွန်တော်ကန်ကောင်းမော်ကနေချင်းမြန်ကီမော်ကြောဘွေးပါမလာပါဘူး။ပြီးတော့ခေါင်းမှာလည်း fiber ခမောက်ဆောင်းလာပါတယ်။ ကျွဲကကျွန်တော်စီကိုပြေးလာတဲ့ခါမှာကျွန်တော်သူ့ဘက်ကိုလှည့်ပြီးအသည့်အနေထားဖြစ်အောင်ပြင်လိုက်ပါတယ်စိတ်ထဲမှာဖြတ်ခနဲ့တွေးတွေပေါ်လာပါတယ်လျှက်စီးလက်တဲ့အချိန်လောက်ရှိမှာပါကျွဲရန်ကလွတ်ဖို့ပထမနီးလန်းကကျွန်တော်စီကိုဥတီလာတဲ့ကျွဲရဲ့နှာရိုးဘော်ကိုခုန်တက်လိုက်ပြီးချောင်မဲ့နီးလန်းပါဒီနေ့ကသူ့နှာရိုးဘော်ကိုခုန်တက်ပြီးချောင်တဲ့အချိန်မှာသူကောင်းမငြိမ်ရင်ခုန်ဖို့မသိကြပါနောက်တနေ့ကနောက်ကျွန်းလှိန်ပြီးကျွဲကိုချောင်ဖို့ဖြစ်ပါတယ်အဲ့ဒီအတွေ့တွေဟာ ကျွဲကကျွန်တော်ကိုခက်မယ်လို့လာတဲ့အချိန်မှာတွေးမိတဲ့အတွေ့တွေပါစက္ကန့်ပိုင်းအတွင်းဖြစ်လာတဲ့စိတ်ကူးတွေပါကျွဲကိုနာရောက်တဲ့အချိန်မှာနောက်ကျောင်းလှိပ်ပြီးချောက်မဲ့နီးလန်းကိုယူလိုက်တာကလည်းတစ်ဆက်သေးပါပဲကျွဲကကျွန်တော်နာနီးလာတဲ့အခါကျွန်တော်ဟာကျွဲလာရဘက်ကနေ55ဒီဂရီလောက်မှန်းပြီးဗီဒီဆောင်ဖြတ်ခနဲထိုင်ချလိုက်ပါတယ်ပြီးမှခြေထောက်နှစ်ဖက်ကိုဆက်ခနဲကွေးလိုက်ပြီးအားနဲ့လှိမ့်ချလိုက်ပါတယ်အလွယ်တကူနောက်ကျောင်းလှိပ်ပြီးသားဖြစ်သွားပါတယ် အဲ့ဒီလိုလှိမ့်နေတဲ့အခါကျိုးရဲ့ညာဘက်ဂျိုကြီးကကျွန်တော်တင်မနာကနေဥိကနေဖြစ်သွားတာမြင်လိုက်ရပါတယ်ကျွန်တော်ကရုတ်တရက်တန်ထပြီးခါမှရှိတဲ့ခြေလုံးပြုတ်ကိုဆွတ်ထုတ်လိုက်ပါတယ်အကယ်၍ကျွေးနောက်ပြန်လှိမ့်လာရင်အသိဖြစ်နေအောင်လို့ပါဒါပေမဲ့ကျွေးကတော့နောက်မလှည့်တော့ပါဘူးသူ့ခန္ဓာကိုယ်ရဲ့အချိန်နဲ့ခြေဥတရာပြီးသွားပါပြီအဲ့ဒီနေ့ကစပြီးတေဘေးကတီတီလေးလွတ်သွားတဲ့ကျွန်တော်ဖြစ်ဟာတရင်တရင်လုံးတရင်ပြန်သွားပါတယ်ဘာသာရေးစာပေဖတ်တဲ့ဘူကြီးတူကတော့ ကျွန်တော်ကိုတက်ကုံမာလို့ခေါ်ပါတယ်။ဒိဗေကတော့ကျွဲမင်းသားပေါ့။အဲ့ဒီကာလမှာနာမည်ကြီးပြဿနာတစ်ခုရှိပါတယ်။အိန္ဒိယနိုင်ငံရဲ့ဒနာယီဇလန်းမှာကျွဲတွေနဲ့နေတဲ့လူကြီးမင်းသားလေးကြောင့်ပါ။သူကအဲ့ဒါနဲ့နိုင်ငံတာပါ။ကျွန်တော်ကိုကုတ်ကိုပြန်ဆန်းစစ်တော့ကျွန်တော်ဟာဒေဘေးသုံးဟုတ်ကြီးမားတဲ့ဒဏ်ရာရနိုင်တဲ့ဘေးကလက်တလုံးချလွတ်ခဲ့တာလို့သဘောပေါက်ပါတယ်။ဒီလိုအဖြစ်မျိုးတွေဟာတက်မတော်တဲ့မှာရောတက်ကထွက်ပြီးတော့ခံပါပါအများကြီးကြုံခဲ့ရပါတယ်။ အများပြည်သူတွေကြားထဲမှာတော့သိမသိကြပါပဲ။တက်မတော့အတိုင်းဝိုင်းမှာတော့လူသိများကြပါတယ်။ Cherry Yay ဆိုတဲ့အဖွဲ့အစည်းကိုကျောင်းစင်းရာရှိကြီးငယ်တို့ကဖွင့်ထားတာပါ။မိမျိုးသားတစ်ပိုင်းတွေဖြစ်ခဲ့ပူကြလို့ Cherry Band တန်ရောက်စင်းနဲ့ Cherry Yay လို့နာမည်ပေးထားတာပါ။အဲ့ဒီအဖွဲ့မှာပါတဲ့တချို့ DSC ကျောင်းစင်းတွေဟာအချိန်နှိမ်ကောင်းတဲ့အတွက်အဖွဲ့ရန်ပုံငွေကိုသိန်းရာနဲ့ချပြီးထည့်ကြရပါတယ်။ဒါကြောင့် Cherry Yay ရဲ့ရန်ပုံငွေဟာသိန်းထောင်ပေါင်းများစွာရှိပါတယ်။ဒီအဖွဲ့ရဲ့ အတိတ်ကလုပ်ငန်းကတော့ဒီရက်စင်မှာပညာသင်ခဲ့တဲ့အငိမ့်စားဆရာဆရာမများနာမကျန်းဖြစ်ရင်သို့မဟုတ်ကွယ်လွန်ခဲ့ရင် ကုညီထုတ်ပြန်ပေးခြင်းဖြစ်ပါတယ်ကျွန်တော်ကချယ်ရီရဲ့အကြောင်းကိုကြားရတဲ့အခါသာဓုခွန်မိပါတယ်အစောပိုင်းမှာတော့ကျွန်တော်သူတို့နဲ့ဆက်သွယ်မရှိပါဘူးကိုကစပြီးအဆက်သွယ်မလုပ်တာပါခိုင်မာတဲ့အကြောင်းရှိပါတယ်ကျွန်တော်တို့တက်မလို့ကထွက်တဲ့1989ခုနှစ်မှာတက်မလို့ကငိမ့်စားပေးခံရတဲ့အခါမှာအဲ့ဒီခက်ကတကူးထွားနေတဲ့ မြန်မာတင်ဦးကြီးကအမိန့်တခုထုတ်ပါတယ်။ဘာလဲဆိုတော့1989ခုနှစ်အုံကျော်မြင့်အမှုနဲ့ဆက်နွယ်ပြီးတက်ကငိမ့်စာအပေးခံရတဲ့အရာရှိတွေကိုအဆက်အသွယ်မလုပ်ရ။စကားမပြောရ။အကယ်၍လွဲမရှောင်တာပြောမိခဲ့ရင်အထက်ဌာနကိုတင်းပို့ရန်ဖြစ်ပါတယ်။ဒါကြောင့်မို့ညီအကိုတညခင်ခဲ့မှုတဲ့အရာရှိတော်တော်များများဟာကျွန်တော်တို့နဲ့အဆက်အသွယ်ပြတ်ကုန်ပါတယ်။နောက်ပြီး1988ခုနှစ်မှာကျွန်တော်နိုင်ငံရေးနယ်ပယ်တဲ့ရောက်သွားတဲ့အခါမှာလဲတက်မတော်အရာရှိများဟာ ျွန်တော်ကိုစကားပြောခဲ့ကြပါဘူး။ဒါကြောင့်ကျွန်တော်ဟာချယ်ရီရဲ့အပြင်အခြားတက်မလို့နဲ့ဆက်နွယ်တဲ့အသင်းအဖွဲ့တွေနဲ့လည်းကင်းကွာနေပါလေ။တမင်ကင်းကင်းနေတာပါ။ဒါပေမဲ့စေတနာကောင်းတဲ့ရာရှိအောင်အချို့ကြောင့်ကျွန်တော်စီကိုချယ်ရီရဲ့နှစ်စင်မဂ္ဂဇင်းတစ်စောင်ရောက်လာပါလေ။အဲ့ဒီထဲမှာဖော်ပြထားတဲ့စီးရင်စရာညရဘသူတွေကဘလောက်လှူတယ်ဆိုတဲ့စီးရင်တွေနဲ့ပြီးခဲ့တဲ့နှစ်ထဲမှာနာရီကျမ်းမာကြီးထောက်ကူဖြစ်ဘယ်ဆရာဆရာမတွေကိုထောက်ပံ့နေဆိုတာလဲသိရပါတယ်။ 2016ခုနှစ်ထဲမှာထင်ပါတယ်ချယ်ရီရိတ်နဲ့ပတ်သက်တဲ့အစည်းအဝေးတစ်ခုကိုရွှေနန်းတော်ဟိုတယ်မှာလုပ်မယ်အကြောင်းနဲ့ကျွန်တော်ကပါတယောက်စီလိုကြောင်းဖိကြားစာရရှိခဲ့ပါတယ်တစ်ဆက်တည်းကျွန်တော်ကလည်းအဲ့ဒီအစည်းအဝေးမှာအဓိကမိကုံးပေးသူအဖြစ်သတ်မှတ်ထားပါကြောင်းသတင်းရောက်လာပါတယ်အားကြောင့်မို့လို့အဲ့ဒီခန်းသားမှာကျွန်တော်ကချယ်ရီရိတ်ရဲ့ဒီမှတ်ချက်တွေကောင်းမွန်တဲ့အတွက်ကြောင့်ထိုအဖွဲ့အတွန်းရှိသေးကြောင်းအပြင်လော့ကီလော့ကောက်တရားနှစ်ဖြာသောကလာတွေမှာကြီးမားကြက်ကြန်သောအကျိုးကျေးဇူးများ ရနိုင်တယ်ဖြစ်ကြောင်းပြည်ထောင်ရစကားပြောကြရပါတယ်။အဲ့ဒီအစည်းအဝေးမှာကျွန်တော်ကစီနီယာအကြောင်းဖြစ်ပြီးဂျူနီယာအင်တိတ်အတီတီကရာရှိဟောင်းများပါဝင်တယ်။ကျိုးဆိုရင်ဒုတိယဝန်ကြီးဟောင်းများတောင်ပါဝင်ပါတယ်။အဲ့ဒီနေ့အစည်းအဝေးပြီးဆုံးတဲ့အခါချယ်ရီရိတ်မှာရေးပါတဲ့တာဝန်ထမ်းဆောင်နေတယ်။ငိမ့်စားအရာရှိကြီးတယောက်ကကျွန်တော်နေတဲ့စီဗင်ကြီးတာခန့်ကိုရောက်လာပါတယ်။အကြောင်းရင်းကတော့မကြာမီထုတ်ဝေမှာဖြစ်တဲ့ချယ်ရီရိတ်မဂဇင်းအတွက်စောင်းမတ်ဆောင်ရေးနိုင်ရင် ရေးဖို့လာပြီးတောင်းဆိုတာပါကျွန်တော်ကကျွန်တော်ဆောင်းမကိုခင်ဗျားတို့အလိကြအဖွဲ့ကထိပါမလားလို့မေးတဲ့အခါသူကကျွန်တော်တို့ခြေတိတ်ဟာအယောင်မရှိပါဘူးကိုကြီးရေးတဲ့ဆောင်းမဆိုရင်လူလူလလလက်ခံကြမှာပါလို့ပြောပါတယ်ဒါကြောင့်ကျွန်တော်အထက်မှာရေးခဲ့တဲ့ဂုံကျေးဇူးကိုအထူးသီးလျက်ဆရာဆက်ဆိုတဲ့ဆောင်းမကိုပေးပို့လိုက်ပါတယ်ခြေတိရိတ်ထွက်လာပါပြီတို့တို့ပြောရရင်ကျွန်တော်ဆောင်းမမပါလာပါဘူးကျွန်တော်ကိုတကူးတကဆောင်းမလာတောင်းတဲ့ညီတော်မောင်လေး အားနာလို့ထင်ပါတယ်ကျွန်တော်စီပေါ်မလာပါဘူးကျွန်တော်ကတွေ့တဲ့လူတိုင်းကို မေးပါများမှပောက်ချလာပါတယ်အဲ့ဒီပုံကူကိုကျွန်တော်ကမေးတဲ့အခါကျတော့တိတိကျကျပြန်မဖြေပါဘူးသို့တော့ချယ်ရီရဲ့ထိပ်ပိုင်းပုံကူများကကျွန်တော်ဆောင်းပါးကိုမထည့်ရကြတာတော့ပေါ်လွင်ခဲ့ပါတယ်ဒါကြောင့်မို့ချယ်ရီရဲ့ရောင်မရှိဘူးလို့ပြောခဲ့ကြတဲ့ညီတော်မများကိုဒီနေရာကနေပြောလိုက်ပါစေချယ်ရီရဲ့မှာအယောင်ရှိပါတယ်ကိုကူကိုတော့သိကြမှာပေါ့လေ